ရောဘတ်ဆန်ချက်ကိုရောင်းချသွားဖို့အတွက်ဆုံးဖြတ်လိုက်ပြီဖြစ်တဲ့ Chelsea ပရိသတ်များလုံးဝမိန်တော်များဘလူးလိုင်းခင်းကနေပြန်လဲကြိုလိုက်ပါရင် Chelsea တင်ဟာကွင်းလယ်ကစားမတူကိုထပ်မံခေါ်ယူလိုက်ပြန်ပြီလည်းဖြစ်ပါရင်ဒီကစားမကတော့ Sporting Lisbon တင်ကဒါရီလို SU ကိုပဲဖြစ်ပါရင် SU ကိုဟာအခုမှအသက်20သာရှိသေးပြီးထွန်းတောက်လာမဲ့လူငယ်ကျယ်ပွင့်တူအပြင်တတ်မှတ်ချင်းခံထားရတဲ့ကစားမဖြစ်တော့တော့ဘလူးလိုကသူ့ရဲ့အမူအတိုင်းတခြားသင်းတွေထက်လက်ဦးမှုရောက်ကခေါ်ယူလိုက်တာပဲဖြစ်ပါရင် SU ကိုကဘောကွင်းလယ်ခံစင်းနဲ့ဘောကွင်းလယ်နှစ်နေရာမှာကောင်းစွာကစားနိုင်သူပါ ဘောလုံးကိုကြားပြတ်လို့ရမှာအရင်ပဲအကောင်းလို့မီတူးချင်းလိန်ကောင်းကျော်ပြတ်နိုင်မှုရှော့ထုတ်ပြတ်ထုတ်မှုနဲ့ဘောလုံးကိုဘလော့လို့ရမှာကောင်းမွန်တဲ့ကစားသမားတယောက်ဖြစ်ပါရင် area ခြေပိုင်းမှာလည်းအကောင်းတဲ့ကစားသမားတယောက်ဖြစ်လို့ခန်းစစ်အတွက်အတော်လေးအားကိုးရမယ်သူလို့လည်းဆိုနိုင်ပါတယ်ချင်းစီက SU ကိုအတွက် Euro 22တန်းအသုံးပြုခဲ့ရပါတယ် SU ကိုကကလက်ကပါဗလားပြန်ဝဲဝင်မယ်လူစင်းထဲမှာထည့်သွင်းသွားမယ်လို့လည်းသိရပါတယ်နောက်သတင်းတစ်ပုဒ်ကတော့ချင်းစီအသင်းပရိသတ်တွေကြားချင်နေတဲ့သတင်းလို့ပြောရမှာပါချင်းစီအသင်းဟာသူတို့ရဲ့ကုသမာတူးဖြစ်တဲ့ Robert Sanchez ကိုဒီနေ့မှရောင်းထုတ်သွားဖို့အတွက်ဆုံးဖြတ်လိုက်ပြီလို့သိရပါတယ် ရောဘတ်ဆန်ချက်ကချဲစီနဲ့အတူ conference block ကိုအရယူနိုင်ခဲ့ပေမဲ့ကုသမားတယောက်ရဲ့အဓိကတာဝန်ဖြစ်တဲ့ short storming အတော်လေးကိုအားနည်းချက်တွေရှိနေပါတယ်။လက်ရှိမှာတော့ Starboard ကိုအငှားချတာပြီးလေကူးဝက်မှာလက်ဆွမ်းကောင်းတွေကိုပြသထားတဲ့ Petrol Pick ကိုပြန်လည်ခေါ်ယူထားတာဖြစ်လို့ Petrol Pick ကိုနေရာပေးသွားမယ်ရှိတယ်လို့ယူဆမိပါတယ်။ပေးသမျှအနေနဲ့ကရော Petrol Pick ကိုပဲနေရာပေးပြီးလာမယ့်ဘောလုံးရာသီကိုဖျက်ချော်တင်ရလားနောက်ထပ်ထိန်းတန်းအဆင့်လက်ဆွမ်းရှိတဲ့ကုသမားတယောက်ကိုခေါ်ယူတင်ရလားဆိုတာနဲ့ပတ်သက်လို့မိမိတို့ရဲ့အမြင်လေးတွေကိုလည်းပြောပေးခဲ့ကြပါဦး။